ကျွန်တော်ဒီနေ့အတွက်တယောစာလေးတွေကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးတွေကိုရေးသားထားသူကတော့ဆရာကဘာတိုင်ဆုံမောင်စမုံပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စမုံနဲ့မုံမခမီဒီယာ Facebook ပေးတော့ပါကျွန်တော်ဒီနေရာကနေပြတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါသည်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသည်ဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ျင့်စိုးရဲ့မြောက်ကွေးရအိမ်မဲကျင့်စိုးကခွီကောင်းသူကခွီတော့ခွီအင်တာနေရှင်းနယ်ခွီဟစ်တလာဇယားနဲ့ခွီမြောက်ကွေးရဝက်ပုတ်ဒီဇိုင်းနဲ့ခွီမြောက်ကိုရီးယားကသူ့အကြိုက်ဆုံးစတိုင်းသူ့အန်နီမရီမန်းချက်အခုကြည့်ကိုမသာထင်အောင်လုပ်တဲ့သေးပေါက်ပွဲမှာ ကော်မရှင်ကိုအချော်ကင်လောက်သဘောထားတာ မေဇယင်ကိုသူကြိုက်တယ်လို့တွင်းခိုင်းတဲ့အပြင် အခုမလောင်းဇယင်မှာသူကဝင်စီစစ်တော့ကော်အုတ်ကကလော်တောက်နေတဲ့အတန်တော့မထွက်ရဲဘူးပေါ့သူ့တိတ်ခါကလည်းငါးပြားစီဆက်နှစ်တော့တုံးမှမကြံတော့ဘူးလေအဲ့ဒါကြောင့်ကျင်စိုးကိုအတန်လုံးခန်းနေဝင်ဝင်ဆဲနေတဲ့ဟောအခုရွက်စစ်ကလည်းငါကင်တုတ်ပြီအကျံဖက်စစ်တပ်ကတိုင်းပြည်အာဏာငတ်ကြီးချလို့သူတို့အစဲခံလုတ်ထားရတဲ့ တနိုင်ငံလုံးအပြစ်ခတ်ရစေးစာချုပ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြတ်သွားရတယ်ပေါ့အခုစိတ်ဆိုးပြီးရွှေစစ်ကပွဲမလာတော့ဘူးခွန်ပြိတ်တာတို့လိုကြော်ရုံမဲ့တွေနဲ့ဘုံမတွေလောက်လာတော့တာသူပြောတာကတော့စစ်တပ်ဟာဘာယုံကြည်စရာမှမရှိတော့တာတိုင်းပြည်ကောင်းစားဖို့ဘာမှမလုပ်ချင်တော့တာမို့ဘာမှ လုပ်မဖြစ်မဲ့တူတူ မလာတော့ဘူးပေါ့လေပြီးရင်ဤအိုတွေကိုနှိမ်ချိုးဆက်ဆံတာလေ တစက်မှမလျှော့ဘူးပေါ့စောက်ကြောလျှော့ချင်းရောက်နေတော့ကို အတီပေါက်တင်းနေတယ်ပေါ့ရွှေစစ်လိုအတန်တော်မထွက်ရတော့စိတ်သေးကငါးကင်တုတ်နေတာကတော့အမှန်9000ကျော်ရောပဲလीစောက်ကြပုလိုညံစင်မမီတဲ့ကောင်က သူတို့ရဲ့ပညာရေးကိုစစ်မဲနှိမ့်နဲ့ကောင်တွေများနေတယ်ဆိုတော့ဆဲပြီပေါ့သူမိမသခွရဲ့လက်ကင်အိမ်နဲ့လူနဲ့မတန်တဲ့အကြောင်းတွေအတင်းချထားတဲ့အမတ်မတွေကိုလည်းဖြုတ်မယ်ပေါ့ တမ္မတော်ကိုထိကြိုက်ပြောဆိုခဲ့တဲ့သူတွေကိုလည်းကြိုက်မယ်ပေါ့အခုဆိုတရုတ်ခုံရုံးရောက်ကြားဖြန့်တွေက ဖော်ပြီလေစစ်ကောင်းဆောင်တွေရဲ့ကြောတော့နောက်ခံပေးမှုနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ဂိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တာလို့ကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုထားတာကိုတရုတ်ကတမင်ဖောက်ချလိုက်တာကိုတရုတ်ကအဲ့ဒါလိုထုတ်ရှိုးလိုက်တော့ ကျင်စိုးကဖြင်ကြောတွေစိန်လာပြီး မစီမဆိုင်အမတ်လောင်းကလေးတွေကိုဖျဲတာပြီးတော့ထရန့်ဘောင်းကုံမို့စူးစမ်းနေတာငါသိတယ်မိလိုက်တော့ဆိုတဲ့အထာဆိုတော့ဖြင်ကြောတွေမကရင်ကြောတွေပါစိန်လာတာလीအေးလေသူ့ဖို့ရလဲအာသာပြေဟောက်เสียဆိုလို့သူ့ဘောရက်တဲ့အမတ်လောင်းလေးတွေပဲရှိတော့ကိုကျန်နာကတော့သူ့ကိုဟောက်နေတဲ့သူကြီးသူ့ကိုကြိုးစင်တင်မဲ့သူကြီး ။ကြောင်ရင်ချင်းချင်းလဲပြင်းမဲ့ကောင်းကြီးမဟုတ်လား။ကျင်စိုးသွေးပြက်ပြီးပြောချင်ရာပြောတာလည်းမပြောနဲ့လီ။ဝေမီသားစုကကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာသက်ဆိုင်ရာနိုင်ငံကခွင့်ပြုချက်နဲ့လုတ်ပိုင်ခွင့်ပေးခဲ့တာလို့ပြောထားတာလီ။2009မှာမြန်မာစစ်တပ်ကကိုကန့်တွေကို BGF ဖလုတ်ပြီးစစ်တပ်အောင်မှာလုတ်လုတ်ဖို့သဘောတူခဲ့တာလေ။ဒီကောင်တွေက2019မှာအွန်လိုင်းကြောက်ဖြတ်လိမ်လည်မှုစခဲ့တယ်လူတက်မှုလိမ်လည်မှု ပြန်ပေးဆွဲမှုလောင်ကစားလုပ်ငန်းများလဲပတ်မှု မိန်းကလေးတွေကိုပြည်စာလုပ်ငန်းတွင်တုတ်သွင်းမှုမူရစ်စေဝါထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုစလို့အမှုတွေမှအများကြီးဒါတွေကညီနောင်သုံးဘော်ရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရင်းနဲ့ရှင်းပြနိုင်ခဲ့တာရာဇဝတ်ဂိုင်းပေါင်းစုံနဲ့မဟုတ်တရုတ်လုံနေတဲ့တရုတ်6000လောက်ကိုဖမ်းနိုင်ခဲ့တာလीသူ့အစွမ်းအစဘာမှမပါခဲ့ဘူးမဟုတ်လားသူ့ဟာသူလဲလက်လွန်ချက်တော့ ဖြုတ်ချုပ်ပို့လုထားတာတွေကလည်းဗိုလ်ချုပ်ပြုတ်တွေမှဖျားပွဲမှာလမ်းဘေးအယုတ်တွေဖြန့်ခင်းထားသလိုပဲအခုဆိုရင်တန့်ဖွင့်တဲ့နေရာမလောက်လို့တဆညာစီတောင်ခွဲပုံနေပြီဒါဝိမဲမာလာရဲ့တခဲချံကနိုင်ငံတော်ပိုင်ဆောက်အောင်တဲ့မြေနေရာတွေကိုလဝကြီးအုပ်ထားတဲ့နေဝင်းပါတီဖြစ်ခဲ့တဲ့တဆညာရဲ့ပိုင်ဆိုင်မှုတွေကိုမျက်စောင်းထိုးလာတဲ့အစင်မကတိမ့်ပိုက်ဖို့လှုပ်လာတာ။ အဲ့ဒါဘိုးဘုတ်တွေကို ကော်ချေးနေနေပေးပြီးခန့်ကျင်တာလီတာဆာညဖိုးကြီးတွေများအခုပြတောင့်နေတဲ့88ရေခင်းကြီးနဲ့ဖြုတ်ချခံလိုက်ရတဲ့ဘုံနေဝင်းရဲ့မဆလာပါတီဟာအဲ့ဒီခေအဲ့ဒီအခါကမြို့ရိုင်းနေတိုင်းမှာလမ်းစဉ်ပါတီရုံးနေရာတွေအချက်ချာကြတဲ့နေရာတွေမှာစိတ်ကြိုက်ယူပြီးနိုင်ငံတော်ဗတ်ဂျက်နေပဲစောက်ခဲ့တာတွေလီအဲ့ဒါတွေကမဆလာပါတီပြုတ်ပြီး သူ့တပည့်စစ်တပ်ကဝင်အာဏာသိမ်းလိုက်တော့ခက်တီတီပဲတဆညပါတီအပိုင်ဖြစ်လွှဲပြောင်းယူခဲ့တာအခုချိန်ကာလတန်ဖိုးနဲ့တွေ့ရင်ကဲကူလေတာပြသွားမေအခုကြံ့ဖို့ပိုင်ထားတဲ့မြေနေရာနဲ့စောက်အောင်ဆိုတာတဆညနဲ့ရှင်လိုက်ရင်တဲကုန်နဲ့နန်းတော်ပဲအဲ့ဒီတော့တဆညဖိုးကြီးတွေနဲ့သူတို့မျိုးဆက်တွေဟာဒါရီကိုငှဆာဖြောင်းစားဘုံစာနဲ့လှုပ်ဖြစ်နေကြတာကို မင်းအောင်လိုင်းကသူ့ကောင်တွေထည့်ပြီးထိ ंछ ချုပ်ပြီးအပြုတ်ခံရတဲ့ကောင်တွေကိုနှစ်သိစားခိုင်းနဲ့ကွအဲ့ဒီတော့မဟာလာကအရင်စမင်းနဲ့ဆက်နေဝင်းနဲ့တန်းရွှေဖန်တီထားခဲ့တာတွေအကုန်လုံးဘောပဲနောက်မှစစ်မှုရန်ဥပဒေနဲ့တနိုင်ငံလုံးကိုစစ်သားလုပ်ခိုင်းပြီးပါတီနိုင်ငံရေးကိုအပြစ်သက်ရှင်းလင်းပြဖို့တီရည်ရွယ်ထားတာလေအဲ့ဒီချိန်တဆညာနဲ့ဂျက်ဖို့ပိုင်းတွေအကုန်လုံးအော်တိုမက်တစ်တပ်ပိုင်ပြန်ဖြစ်မှာတိမ်မီတာဖြစ်နေရမှာ တချို့လေဂျားထဲမှာသူရောက်စာမှာအခုကိုစစ်တင်တဲ့အကြောင်းတွေတို့ဖွင့်နေတာ28ကြောင်းတောင်ရှိပြီတယ်စစ်မှုရန်အတွက်ဖန်ခံရတဲ့လူငယ်ဆိုတာဘလောက်ရှိမှန်းဘယ်သူမှမသိဘူးတနိုင်ငံလုံးကစံနာမဲပေးနိုင်တဲ့အသက်18နှစ်နဲ့အထက်လူငယ်တွေခရီးလွန်ပျောက်ဆုံးနေတာဟာနေပြည်တော်ထဲကမြို့နယ်တစ်ခုမှာတင်ခရီးလွန်ပျောက်ဆုံးဦးရေ2000ကျော်ရှိနေတယ်လို့လောက်ဝကရဲ့ဌာနရင်းတင်ပြစာတွေအရသိရတဲ့ တခြားမျိုးနယ်တွေဆိုရင်စဉ်းစားတာကြည့်တော့ဖန်ထားတာတိတ်ချီနေပြီလေတသိန်းမဟုတ်နှစ်သိန်းသုံးသိန်းမယံမနာနှီးမျိုးစုံနဲ့ကိုလိုက်ဆွဲနေတာလीပြီးတော့စစ်မှုရန်ဥပဒေကအယွဲလိုက်ကြားမပုံစံမျိုးစုံနဲ့စစ်မှုထမ်းကြရောင်းပဲစီစဉ်ဆိုတော့အချိန်တစ်ခုမှအလုံးစစ်သားဖြစ်သွားမေတိုင်းပြည်မှာတော်လန်သူရဲဘော်နဲ့အာနာသိမ့်စစ်တပ်လူရန်စားနှစ်ရက်ပဲရှိတော့မှာ အဲ့ဒါကိုစစ်တပ်ကကြံစည်နေတာလုံလို့ရတဲ့ EAO တွေနဲ့မဟာမိတ်လုပ်မယ်တဖြည်းဖြည်းပြန်သိမ်းမယ်စစ်နိုင်ငံထူမယ်ဘာဖက်ဒရယ်မှမလုပ်တော့ဘူးအဲ့ဒီလိုမျိုးသွားမယ်တရုတ်နဲ့အကုံတွဲမယ်ဆိုရင်အဆင်ပြေပြီလေဒါကအခွင့်ကျင်စိုးရဲ့အခွင့်စိတ်ကူးတွေပေါ့ဒါမျိုးကြာတက်တင်နာကြတွေကလေသဘောတူကြတယ်ဒါကြောင့်လေအာချိုးမန်တက်နဲ့လူတက်နေကြတာပေါ့ကျင်စိုးကတော့ယူချီပန်းစိတ်ကူးတွေနဲ့ ယူနှံ့နေပြီလေဘလူးသဖက်တွေနဲ့သူ့အယူအဝတ်တွေလုံးမဖြစ်ဖို့အဓိကချက်ကတော့ကပ္ပစာတွေကိုလည်းထင်မြန်မြန်ရောက်ဖို့ပါပဲကဘာတိုင်းဆုံးမောင်စမုံအကျွတ်မကျွတ်ကျိတ်ပေါင်းခေါ်ခင်ကြီးကတော့မင်းအွန်လိုင်းကိုရွက်ပြီးကြံဖို့ပါတီကအမျိုးဘာသာသာသနာအတွက်ထောင်ဝရရက်တည်မယ်ဆိုပြီးထပြောပြန်ပြီဒါမှလာတော့အုပ်စုတရင်ကျွတ်မှာ ဂျိုင်ရိုကော်ပရာပါရာမော်တာတွေနဲ့ဘုံးလက်ကျဲဘာသာရေးပွဲတွေအထိလူလိုက်တက်နေတာကိုတွေ့ဝိုက်ရှုပ်ချတာပဲအင်းမရှုပ်ချရင်လဲမဲကရတော့မှာမဟုတ်ဘူးလေမာလာလုတ်ပုံနဲ့လူလူကတမဲမှထဲ့ကျင်တော့မှာမဟုတ်သူတို့ကိုမာလာနဲ့တဖွဲ့လေလို့မထင်အောင်တော့လောက်ရပြီပါကာဘူးရာဘူးကိုရီတီတီမလုတ်လို့ကလည်းမရတော့အခုဆိုရင်ပီပီပီကချော်လေးတွေက စစ်တပ်ကိုဖဲ့စည်းုံနေပြီစစ်ဘော်ပြုတ်အမတ်တွေတောင်းဘိုင်နှိမ့်တက်ခေါ်တဲ့ဒေါ်စုကိုလည်းစစ်တပ်ကြိုက်ပြောဆိုနေတာများအော့ချလောက်တည်းအခုဆိုရင်ဘူးလက်ကမဲစင်မာကိစ္စနာမည်ကောင်းယူဖော်ကောင်လောက်ရာကနေ အမိုက်ကစပြတ်သက်မီလောင်အမတ်လောင်းတောင်မဲစင်မပါတဲ့ဟာရီမနေ့တနေ့ကဂန့်သွားတဲ့မြစ်တွေပြန်ရှင်လာတာတွေအထိပွားထလာတော့ဘောင်းမီဝဲအုပ်စုက ဒီဘောင်းမီကျော်အာသီးအောင်ဘဲဆောင်တွေကို ကြည့်မရတော့ဘူးလို့ပြောလာကြပြီသူတို့ကြောင့်ဘီယာဝကောင်းကောင်းမထန်ရတကောင်တလွဲထမဲစင်းပြန်လို့ရနေစောက်လုတ်တွေပြန်ရှုပ်စမောလေးတွေနဲ့ခုတ်ဖို့တွေလည်းဖြစ်ရလို့အတကောင်တင်းနေကြပြီလေအဲ့ဒီချိန်ပဲပင်ပေါ့ဆိုရဲပြီသုံးလုံးကဆွတ်လုံးဒေါ်စုကိုပြောတာများဆိုရင် အရင်ကြံ့ဖွတ်တွေနှစ်40လောက်ပြောခဲ့သမျှကိုက သူတို့ကိုမမီတော့တာ ြံဖုံမာကလည်းသူတို့လိုငယ်ရွယ်နှုတ်ရွချောရာလာတာကမရှိကြာရောမာရောဖုထစ်ရွတ်တော်တွေပဲရှိဖို့ရုပ်ကြံရုပ်ဆိုတော့တိတဲ့တိုင်းပြာပုတ်ပုတ်ဂုတ်စာကြီးဂုတ်စာငယ်တွေသူတို့ကိုမြင်ကိုအော့ကျင်အန်ကျင်ပြုတ်ကျင်ဖြစ်ကြတာမဟုတ်လားအဲ့ဒီတော့ဟိုမဲတော်အုပ်စုကဥဆုပ်အဲအဲအဲဘောမာရာကိုရှက်ပလန်နဲ့ဆိုတော့ဘယ်ခံစားနိုင်တော့မလဲတော်သည်ဘီဘီချမ်းထွက်သွားလို့ ကိုကိုကြီးလေးတယောက်တော့အဖော်ရသေးတာနို့မို့သူကပါဆောင်ကြွားကြွားလောက်တာခံရအောင်မှာဒါနဲ့ပဲမဲစင်းမားတာတွေကို Facebook ကနေမဖွာဘူး TikTok ကနေမစော့ဘူး Telegram ကနေမခွေကြဘူးရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြည့်ရှင်ကြဘူးကြံ့ဖို့ပါတီအတွင်းတိုးတိုးတိတ်တိတ်ညွန်ကြပြီးခစ်သက်ကိုတုတ်လိုက်ရတာဟမ်အပြောင်းမတက်တော့ဆဲဆိုသလိုတရားရာဂိုင်းလုံးပြည့်စုံမှန်ကန်တဲ့မဲစင်းမျိုး ကမ္ဘာတွင်မရှိဒါကြောင့်မေဇင်မာယုံမှုမှာဖြစ်တတ်တဲ့သဘော ဆိုပြီးပြောလိုက်တာဟာမေဇင်မာလို့အာနာတန်ရွာတဲ့ဆိုရင်မင်းအွန်လိုင်းဆော့ခွက်ကို ဖြတ်ကန်လိုက်သလို ဖြစ်သွားပြန်ရောလူလူကလည်းသူတို့နာမည်မပါရင်ပျော်ပြီးတော့မပြင် ခိုင်းကြဘူးလीပါရင်သာ ဖြတ်ခိုင်းကျင်ကြတာခုတော့မေဇင်မာတာအပြင်တရင်မထုတ်တာပါလူတိလို့မလာလေဤပက်ခံထားရတဲ့ခွက်နေ ရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံသားရင်းဝင်ကြီးကမပြောဘဲစစ်တပ်ကလိန်ထားတာလေးတွေဟိုဘက်ကသတင်းအကုန်ထုတ်ပြန်လိုက်တော့ပေါ့ကုံရောအဲမှာတခွက်နဲ့နရွက်ပါချီးဆင်သွားတာပုချာတာဝရဲ့မူတာဝါရတက်ကရွေးကောက်ပွဲလို့ဖို့ပြင်နေတာတွေ့ရလို့ဝမ်းသာတယ်အာဆီယံကအကောင်ဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့တွေလွတ်ပေးသွားမယ်လို့ မုံမုံမော့မော့ဥခဲ့တာတွေဘူးသွားရောတကယ်ဟိုက ပြော့သွားတာကရွေးကောက်ပွဲဟာဒီမိုကရေစီအတွက်အဓိကရေးကြီးတဲ့စိတ်ပိုင်းဖြစ်တယ်ရွေးကောက်ပွဲကိုလွတ်လပ်မြတ်သောပွင့်လင်းမြင်သောယုံကြည်ရတဲ့လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ရမယ်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင် ဆောင်ရွက်မှုနဲ့သာကျင့်ပတဲ့နေကြက်တွေနဲ့ဖြန့်တင်လို့မရဘူးကြားနဲ့မှဖြန့်ရတာလို့မလေးရှားနိုင်ငံသားကြီးဝင်ကြီးက ဩဝါဒချွေသွားတာမင်းအွန်လိုင်းကိုနေဂရီပေးထားတဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုကောက်ထည့်ဖို့အကြံဖတ်မှုတွေရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိတ်မထားနေအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလို့ခွေးကောင်ရဲ့လို့လက်ညှိုးတထိုးလို့နဲ့ကိုရှယ်လေးတန်ငါပြီးဆဲ့သွားတာကြော်ကြော်ထေးလွင်လို့စူရာမျိုးတောင်မဟုတ်ရက်သားတွေနဲ့ရက်ဖက်ဆောင်းတွေကိုအကြံဖက်ဘုံကျဲနေတာတွေရက်ဖို့ဝါပြောပြီး နှာနှုတ်ဖြတ်ကန်သွားသေးတာအရာကိုအာစီယံတစ်ဖွဲ့လုံးကထောက်ခံတယ်လို့လို့ရေးထားတာတွေလည်းပေါကုံပြီးအရာတွေနဲ့ဘူနေလို့ဘူးလက်ယူးွက်တုံးတာကိုအကြောင်းပြုပြီးကြက်ဖို့လူဟောင်းလေးချောင်းသမားတွေကိုကင်မာကြောက်နေရတာစစ်ရေးကလည်းပြစ်ပြေးတွေကြီး အခုဆိုနဲ့ရေကန်ပြူဟာကိုပါ ရှေ့ပလန်နဲ့ပြစ်ပြေးကြတော့တာအဲ့တော့ကြာရင်ကောက်ပါစရီစီချီလီတဲ့ချီလေးဆိုရင်ပွဲကပြီးပြီး ရွေးကောက်ပွဲတောင်ဘက်စီဘဲဝဲဖြစ်သွားတော့ရုံမက လူပါဘက်စီဘဲဝဲပြည့်ရမြည်လွှားရမြည်ဖြစ်သွားမှာလीဒါတောင်နုကြည်ရဲ့ထွေထွေထိုးစစ်ကစသေးတာမဟုတ်သူတို့ကလည်းရွေးကောက်ပွဲချိန်ရောက်မှရှယ်ပလန်နဲ့ဝုံမို့စောင့်နေပုံရဘဝကတော့ရှယ်ပလန်နဲ့ခါတော့မှာဝေတော်ရွယ်ကျဟင်းငါသည်နဲ့သဲကြီးရောနေပြီးကန့်ကလာရည်နဲ့စိန်ချက်ထားသလိုကိုခါတော့မှာအခုတောင်ပြိုင်မဲ့သူနာမည်မဖော်ပြရဲသလို့ ပေါ်ပြခွင်လည်းမပြုကာဘူးရာဘူးကသူ့ယူခြင်းတလောက်ယူမှာသူဖြုတ်လိုက်တဲ့ကောင်တွေလူစိနေရာစိပြန်ပြေးရမယ်ဆိုတော့ကြံ့ဖွတ်တွင်မှာနာမည်တက်ပြောခွင့်မရှိဖြစ်နေတာလက်ဥကြံ့ကြံ့ပေမဲ့ဧကောင်းဆောင်ကောင်းတွေကြာဆိုတော့အာလာလာတို့ကျွတ်ကျွတ်တို့တောင်မလုပ်ရဲသလိုနေနေရတာမျိုးဂွေးစံနဲ့ချွေးပြန်မထွေးမအန်နိုင်ဖြစ်နေတာကိုရင်နွေးပူနဲ့ကြိုက်ချနေရတာမျိုးလီကပါတိုင်းဆုံးမောင်စမောင်